မင်္ဂလာပါရှင်ဒီနေ့ကတော့အာလူးနန်းကက်ကျော်လေးလှူစားပြမှာဖြစ်ပါတယ်အရင်ဆုံးအာလူးလေးတွေကိုပြုတ်ပြီးအခွန်ခွာပြီးခြေထားပေးပါမယ်ပြီးရင်စားအချုံမုံငရုတ်ကောင်းမုံကြက်သားမုံတို့ထည့်ပြီးနေပေးပါမယ်ပြောင်းကုန်မုံထက်ကောင်းငင်းမုံလေးအနေငယ်ထက်ကျင်းရအောင်နေပြီးပြီးသွားပြီဆိုရင်တော့ရေခဲတားထဲမှာတညထားပြရပါမယ် ကြော်ဖို့အတွက်လုံးလုံးလေးတွေလုပ်ပေးထားပါမယ်။နှမ်းလော်လေးတွေကို အပေါ်ကနေဖြူပြီးတော့ကတ်သွားအောင်လိမ့်ပေးရပါမယ်။စီပူလာပြီဆိုရင်တော့စပြီးကြော်လို့ရပါပြီ။အာလူကြီးပဲတည်တဲ့ဆိုရင်တော့ဒီလိုအယောင်လေးတွေထွက်ပါတယ်။ပုံပြီးအယောင်လာခြင်းနဲ့ဆိုရင်တော့ဥနီလေးတွေထည့်လို့ရပါတယ်။ အရင်တကားလှစားဖြစ်တဲ့နန်းကတ်ကြော်လေးမှာတော့ဥနီလေးတွေပါရောထည့်ထားတဲ့အတွက်ကြောင့်မလို့အယောင်လက်လာလေးထွက်လာတယ်ပေါ့နော်အခုအာလူးနန်းကတ်ကြော်လေးရလဲအတော်လေးစားကောက်ပါတယ်မာလာမုံနဲ့ခရမ်းညင်းလေးဆော့လေးအပေါ်ကဆမ်းပြီးသွားပြီဆိုရင်တော့သုံးဆောင်နိုင်ပါပြီရှင်